ဦးမင်း online သားတဲ့အပြောတော့ဘောနော်အာနာမယူခဲ့ရင်တဲ့အခုချိန်ဆိုရင်ဘလောက်တောင်တိုးတက်နေမလဲပြ။တုံးနိုင်ငံအခုလိုမျိုး9နှစ်လောက်ညီကြီးရဲ့ဝေးစီတော်ထိုးဆင်းသွားတယ်လေ။တုံးနိုင်ငံအခုလိုမျိုး9နှစ်လောက်ညီကြီးရဲ့ဝေးစီတော်ထိုးဆင်းသွားတယ်လေ။တိုင်းပြည်ကိုမင်းရင်အောင်လုပ်တဲ့သူအကုန်တက်ရှင်းတယ်နော်။အေးအဲ့ဒါပဲပြလို့နေအောင်ကပြောခဲ့တာဖြစ်ပါတယ်။ ားလုံးပဲမင်္ဂလာပါရှေ့ family မှပြန်လဲជួសុလိုက်ပါတယ်ဓမ္မပစ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါလားဟုတ်ကဲ့ကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့ဒီမှာဒီလိုငုံတာလဲတမယူလိုင်းဟိုကတဲနေတယ်လို့ဘယ်လိုတော့ဆဲတာလို့လဲငင်းငါရဒီမှာဆဲတာငိုးသေးရလားမင်းအောင်လိုက်ဆိုလို့ရှိရင်တစ်ခါလုံးဆဲတာမဟုတ်ဘူးသူကလူမမဟုတ်တော့ခွေးခလေးကတရုပ်ဆောင်ပို့တော်နေတယ်เนาะကျွန်တော်တို့အမေသမီးလေးတွေကအချီတက်လေးတွေဒီမှာဒီမှာ ထိတ်ခနဲရှိငါတို့လည်းရရလူတွေမဲပေးအောင်မဲပေးအောင်နဲ့ငါတို့ဘာလို့မဲပေးရမှာလဲဒီမှာနိုင်ငံသားအထိငါတို့ကပတ်စံအကုန်ခံပြီးတော့လာပြီးတော့စကင်းနေလာပြီးကဲထားတာဒီလိုအသားဖြူခြင်းလို့ဒီလိုအဖြူရောင်အသားရည်မျိုးလိုခြင်းလို့နော်လာပြီးတော့ငါတို့မှာစကင်းနေကဲနော်ဈေးကြီးတဲ့ body lotion တွေဝယ်နေပြီးဒီလိုမနေဖြူအောင်ရှိုးစားထားတာ တိတိကျကျစ조사ထားတာအဲ့ဒါကိုငါတို့မဲပေးဦးမဲပေးဦးလို့လာမပြောနဲ့နော်ဒီထက်ပိုပြီးမဲမပေးနိုင်တော့ဘူးနော်ထင်နေချင်းငါတို့နိုင်ငံသားလူတွေလာမဲမပေးခိုင်းနဲ့ဒီလိုအသားအရမျိုးရအောင်ဈေးကြီးတာတွေတုံးပြီးငါတို့ကဝေးထားတာဒီထက်ပိုပြီးမဲမပေးနိုင်တော့ဘူးနင်တို့ကလို့မဲခြင်းလို့ကလို့နေလောင်ခံပြီးမဲကြနော်ငါတို့ကတော့ဖြူကျင်လို့ကိုတမင်တကာနိုင်ငံသားကိုထွက်လာတာဒီထက်ပိုပြီးမဲမပေးနိုင်တော့ဘူးသဘောပေါက်နော် အသားအရင်ကိုပြောတာနော်အသားအရောင်ပြောတာကျန်တာမပြောရဲပါဘူးသဘောပေါက်တယ်နော်ငါတို့ဓမ္မပက်တော်သားတွေကိုမဲပေးဖို့မဲပေးဖို့မပြောနဲ့ငါတို့ဒီတက်မဲမဲပေးနိုင်တော့ဦးမဲအွန်လိုင်းသားတဲ့ပြောတာပေါ့နော်အာနာမယူခဲ့ရင်တဲ့အခုချိန်ဆိုရင်ဘလောက်တောင်တိုးတက်နေမလဲဗျာအေးပေါ့အမ်ဒါလည်းချက်တော့စဉ်းစားမယ့်အရာကိစ္စတစ်ခုဖြစ်ပါတယ်နော်အဲ့တော့အခု ဒေါ်ဆန်းစကြည်လည်းသူတုတ်တက်အောင်ဆောင်ရွက်တာလည်းအများကြီးရှိပါလေเนาะတန်ကင်းတမန်ကြီးကိစ္စတွေမှာအာသူ့ကြောင့်လည်းတုတ်တက်လာတာလည်းအများကြီးရှိတယ်ဟုတ်တယ်အဲ့ဒီအချိန်ဟုံဆက်လက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုပျက်စီးသွားတဲ့၄၅နှစ်ကအကျိုးအကျိုးဘယ်လိုမျိုးပေါ့နော်အကျိုးစီးပွားတွေဖြစ်ထွန်းနေတဲ့၄၅နှစ်ဖြစ်သွားမှာပါအခုတော့အာပျက်စီးခဲ့ရတဲ့၄၅နှစ်ဖြစ်သွားတယ်အဲ့တော့ဒီပျက်စီးမှုကတော့တစ်ဖက်ကြည့်မယ်ဆိုရင်ဟိုဘက်ဒီဘက်ပေါ့ဗျာနော်အဲ့ဒါမှမဟုတ်တော့တာဝန်ခံရမှာတော့ခေါင်းဆောင် ောင်းဝန်ထမ်းမှာအဓိကခေါင်းဆောင်မယ်သူရဲ့အတိတ်အဆောင်တော်လကောင်းသူရဲ့ဆုံးဖြတ်ချက်အမှားလေးတခုဟာကျောင်းနိုင်ငံအခုလိုမျိုး9နှစ်လောက်ငွေကြီးရဲ့ဝေးစီတွေထိုးဆင်းသွားတယ်လေတကယ်လဲဟုတ်တယ်တော့ကျွန်တော်တို့နိုင်ငံဟိုးခေါမိုးပေါ်အမြင့်ကလေလေဒီမပါပဲပြုတ်ချလိုက်သလိုပဲလုံးဝကိုစောက်ထိုးကိုဆင်းသွားတာဘလို့မှဖမ်းလို့မရတော့ဘူးဒီခွေးမျိုးတွေဆုံးဖြတ်ချက်အမှားလေးတစ်ခုနဲ့ကျွန်တော်တို့လူငယ်ပေါင်းများစွာအသက်ပေါင်းများစွာပေးဆက်နေရတာ အခုအချိန်ကတူတလူငါတမင်းလုံးနေရမယ့်အချိန်မဟုတ်ပါဘူးရှင်။စီလုံးရမယ့်အချိန်ရောက်နေပါပြီ။အဲ့ဒါလေးကိုစာလေးနဲ့နှုတ်ဆိုပြရစီ။ခေါင်းစဉ်ကစီလုံးညညာအောင်ချောင်းပြ။တူတလူငါတမင်းရဲ့လို့မောကျွားလို့မန်ဝန်ကတွေးကွဲပြီးဘေးဆွဲနေဖြင့်ရှောင်းလန်းတဲ့ပန်းတိုင်းဝေးဖို့ပြင်။တွေးလို့ပင်ပြန်စင်စားကြ။ ။ဤဘဟုဒီမိုရဖို့ညီကိုဒီမိုပေါင်းလို့ရည်။ဒီပွဲဟာအာနာရှင်တွေအတွက်နောက်ဆုံးနေဝင်ခြင်းဖြစ်တာကြောင့်အာနာရဲ့ပါဝါတွေကိုခွာချပါလို့အချင်းချင်းအပြိုင်နေမဲ့အစားနိုင်ရတောင်းဝန်ထမ်းလို့ယူပါ။နောင်နောင်ချင်းခါပြည်မြမာဝင်အာနာရှင်စနစ်တက်မဖြစ်အောင် ပြန်သူတွလင်ရွေနိုင်တာမို့ညီတူညာတူဝိုင်းကူကြရင်ဒီတော်လန်ရေးမနေအောင်ကြီးတော်လန်ရေးကြီးပြီးဆုံးဖို့ဆိုစီလုံးဖို့လဲလိုပါတယ်ညီညာဖို့လဲလိုအပ်ပါတယ်โอเคညီမလေးကျေးဇူးတင်လဲကျွန်တော်တို့ဒီတော်လန်ရေးကညီမလည်းရမယ်လူညီမလည်းတော်လန်ရေးပြီးမယ်ဆိုတာလေလူတိုင်းသိတယ်လက်နဲ့ကင်တိုင်းလည်းသိတယ်ဘိုးတိုင်းလည်းသိတယ် သို့တော့အဲ့လိုတိတိကြီးနဲ့ကိုတယောက်နဲ့တယောက်ရံဖြက်မညီမညာဖြစ်နေတာခွေးယူးတွေကဝမ်းတာတာပေါ့စစ်ခွေးမိစားတွေကဝမ်းတာတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့တွေအရေးကြီးပြီသွေးစီရမဲ့နောက်ဆုံးချိန်ကိုရောက်နေပြီဗျဟုတ်ကဲ့ဗျဒီနေ့ညပိုင်းတော့နောက်ဆုံးရရှိထားတဲ့လိုတိုရှင်းသတင်းလေးတွေကိုဖတ်ပြပါအောင်မယ်ထိုင်းနိုင်ငံတောင်ပိုင်းစွန်ခရာခရိုင်ဟရိုင်မြို့နယ်အနီးပတ်ဝန်းကျင်ဒေသများတွင်ယခုရက်ပိုင်းအတွင်းရာသီဥတုဆိုးဝါးမှုကြောင့်ပြင်းထန်သောရေကြီးရေရှမ်းမှုများစစ်တပ်ဖြစ်ပွားလျက်ရှိရာ ထိုင်းနိုင်ငံတောင်ပိုင်းရှိရေဘေးသင့်မြန်မာရွှေပြောင်းအလုသမားများကို NUG အစိုးရအလုသမားဝင်ကြီးဌာနကနေပြီးတော့ကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရှိရတယ်ဒါကတော့အထူးအမတန်မှဝမ်းသာစရာသတင်းပေါ့နော်ကျွန်တော်ပမာရီတိုင်းတစ်ပါးမှာဒုက္ခရောက်လို့ထိုင်းနိုင်ငံဖြစ်ဖြစ်မလေးရှားနိုင်ငံဖြစ်ဖြစ်မြန်မာတန်ယုံရှိတယ်မာမာတထုတ်လာပေးဘူးလားမစင်စားနဲ့ energy မာမာတထုတ်ရရင်ကိုကျွန်တော်တို့ဘွားတွေကျင်တ်တယ် ရန်ကုန်တိုင်းကွင်းချံကုန်းမြို့နယ်တောင်ကုန်းကြီးရွာအုပ်ချုပ်ရေးမှူးမြင့်စော်ကအမျိုးသမီးတဦးကိုအတင်းအဓမ္မလိမ်မိုင်းဆိုင်ရာချိန်ချောက်အနိုင်ကျင့်ပြီးပြုကျင့်ခံရသည့်အမျိုးသမီးကိုရွေးကောက်ပွဲနှောက်ရှက်မှုဖြင့်ဖမ်းဆီးကထောင်တန်းခွန်တန်းနဲ့ချမှတ်လိုက်ကြောင်းပြစ်ဒဏ်ကြခံရသောအမျိုးသမီးမိတ်ဆွေများကနေတစ်ဖြစ်တင်လာဗျာကျွန်တော်တို့တိုင်းပြည်ကအမျိုးကောင်းသမီးလေးတွေရဲ့ဘဝတွေမတည့်ရပြုကျင့်ခံရသေးတယ်ထောင်ခွန်တန်းနဲ့ကကြသွားသေးတယ်ဒီဘဝကြီးမှာခင်ဗျားတို့ဆက်နေကြအောင်မလားရောင်ဝါးဝါးလူတွေကိုပြောချင်တာ အောက်တန်းစားတွေလည်းဒီသတင်းကိုကြည်ဗရင်းပြုခံရသည့်အထောက်ခွန်နဲ့ကြခံရသည့်ကြောင်မျိုးမင်းတို့ကြောင်စိုးဦးတို့မင်းညမမင်းသမီးလေးတွေရောက်ရင်အဲ့လိုမဖြစ်ပါစေနဲ့လို့ငါဆူတောင်းပေးတယ်ဟဲ့အောင်နေမွန်ပြည်နယ်ရေးမြို့နယ်တွင်နိုဝင်ဘာလ26ရက်နေ့ည9:20မိနစ်ခန့်တွင်ရေးမြို့နယ်အစဉ်စံပြကြေးရွာ၌အကြမ်းဖက်စစ်တပ်အတွက်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးနေသောဗျူစောတီမောင်ဖဲဆိုသူကို ပြက်ကတ်တိုက်ခတ်ခဲ့ရာ နေရာမှာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း จ้างตีอ่ะเปลี่ยนเลยเปียโอเคစက်ခွေးတက်တွေ့အလုတ်အကျွေးပြုတ်နေတဲ့ဘယ်လိုအောက်တန်းစားမဆိုကျွန်တော်တို့ပို့ရမယ်လမ်းဒီတလမ်းပဲအရှင်နေမသေးမရှင်နေမလိုချင်ဘူးတိုင်းပြည်မငြိမ်သက်အောင်လုံးတဲ့သူအကုန်တတ်ဆိုပြီးအောက်တန်းကြစွာပြောလာတဲ့နေအောင်တဲ့နဲ့စားလိုက်ချင်ပါလိမ့်ရှင် တရုတ်ဆောင်နေရာမှာစစ်ကော်မရှင်ကကျင်းပဖို့ပြင်ဆင်နေတဲ့အတူရောင်ရေကောက်ပွဲကိုထောက်ခံတဲ့အင်တာဗျူးတစ်ခုမှာနိုင်ငံရေးစန့်ကျင်သူရဲ့အပေါ်လူသိရှင်ကြားချင်းချောက်ပြောဆိုသွားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်ပြန့်နေနေတဲ့ရုပ်သက်မှတ်တမ်းအညာသူဟာပြည်အောင်စုကြံ့ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကိုထောက်ခံမှုစီယုံပြောဆိုရင်းနဲ့လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေဟာအတိုက်ခံတွေကြောင့်ဖြစ်တယ်လို့အပြစ်တင်ခဲ့ပါတယ်။ တိုင်းပြည်ကိုမငင်းရောင်လုပ်တဲ့သူအကုန်တက်ရှင်းနေတော့အေးအဲ့ဒါပဲပြလို့နေအောင်ကပြောခဲ့တာဖြစ်ပါတယ်။ဒါပြင်တမတော်ကသာနိုင်ငံကိုကာကွယ်ပေးနေတာဖြစ်ပြီးတမတော်မရှိရင်ပြည်သူတွေဘဝပြတ်မယ်လို့လည်းသူက ပြောဆိုခဲ့ပါတယ်။ တရုတ်ဆောင်နေအောင်ဟာသူ့ရဲ့ဟောပြောမှုအတွင်မှာဘာသာရေးနဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုတွေကိုပါထက်သွင်းပြောကြားခဲ့ပါတယ်။အစ္စလမ်ဘာသာဝင်တွေကိုရှင်ညွန်ပြီးတော့ကျွန်တော်တို့ကအင်ရှင်သူတို့ကဧည့်သည်တက်အောင်နေရမယ်လို့ပြောဆိုခဲ့တာဟာနိုင်ငံသားအခွင့်အရေးဆိုင်ရာစံနှုန်းတွေကိုချုပ်ပေါက်ပြီးအစွန်းရောက်အမျိုးသားရေးဝါဒကိုမြင့်တင်ရန်ရောက်တယ်လို့ဝေဖန်သူတွေက ထောက်ပြနေကြပါတယ်။ ဒီပြောဆောင်မှုတွေနဲ့ပတ်သက်ပြီးရန်ကုန်မြို့ခံလူငယ်တို့ကတော့အမှုပညာရှင်တယောက်အနေနဲ့ပိပခတွေကိုငင်းအောင်ကူညီရမယ်အစားလူသက်ဖို့လှုံ့ဆော်တာကအရန်ရုပ်ဆိုပါတယ်။သူပြောရဲ Ancient Athens ကလည်း ခင်းတော့ပြန်ဆွဲတဲ့စကားလုံးတွေပါလို့မှတ်ချက်ပေးခဲ့ပါတယ်။နိုင်ငံရေးသုံးသပ်သူတဦးကလည်းဒီလိုပြောဆိုမှုတွေဟာရိုးရိုးတသားမဲဆွဲတာမဟုတ်ပဲဒါစစ်တပ်အနေနဲ့သူတို့ကိုယ်တိုင်ပြောဖို့ခတ်တဲ့အမုန်းစကားတွေချင်းချောက်စကားတွေကို နမဲချီအမှုပညာရှင်တွေကိုအတုံးချပြီးပြောခိုင်းနေတာပါ။ပြည်သူလူထုကြားမှာကြောက်ရွံ့မှုဖန်တီးပြီးနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးစားတဲ့စိတ်သက်စစ်ဆေးရေးတစ်ခုသာဖြစ်ပါတယ်လို့ပြောပါရစေ။ လက်ရှိအချိန်မှာစစ်ကော်မရှင်ဟာ2025ခုနှစ်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေပေမယ့်နိုင်ငံတဝန်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးဒေသအများပြားမှာလက်မည်ဆုံးမှုတွေဆုံးရှုံးနေရဆဲဖြစ်ပါရဲ့ရှင်။ Okay ကျွန်တော်မိသားစုတွေကြားတဲ့အတိုင်းပဲအသက်ကြီးပြီးတော့တေဖို့အတွက်အသက်ကြီးလာတဲ့ ခွေးနေအောင်ပေါ့နော်ပြည်သူမြောက်စားလို့ပြိသက်အားပေးလို့ကျွန်တော်တို့အဖိုးဖွားတွေအားပေးခဲ့လို့ဒီနေရာရောက်နေတာကိုအခုကျွန်တော်တို့အဖိုးဖွားတွေရဲ့မြင်းမြစ်လေးတွေခလေးသေးသေးလေးတွေကစတည်နေတဲ့ဒီခွေးယူအာနာရှင်အတွက်ဝင်းရံလှုပ်ဆော်ပေးုံနဲ့မက ခွေးယူအာနာရှင်ကိုတော်လှန်နေတဲ့သူတွေကိုပါဒါတက်ခိုင်းနေတာဆိုတော့နည်းနည်းတော့များသွားပြီကျွန်တော်ညီနောင်လေးโอเคဒီခွေးနေအောင်တွေ့ကြီးတောင်နဲ့စာတဆောင်နဲ့မလုံလောက်တော့ ဘာလုပ်စေချင်တယ်မတ်မှာတစ်ချက်ရေးသွားပေးပါအောင်ဗျယေຊုတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့